အကျင်းတဲ့အချိန်ကျတခါတည်းပြိုကျသွားတော့ပါဗျာအောက်ပဲရောက်သွားမှမသိဘူးပြီးတော့မှအောက်ရောက်တော့တပည့်တော်တို့ကဘေးမှာလည်းအဖော်၄ပါးနဲ့ပါပါတယ်ဗျာအလုံးပေါင်း၅ပါးစလစ်ပြင်ပြိနေပါတယ်ဗျာစလစ်ပြင်ပြိရဆိုပေမဲ့လည်းတပည့်တော်တို့ကအောက်တဲ့ကနေအုံးအုံးတော့အာရံမထူနဲ့တခါကြီးရံမထူနဲ့အောက်မှာတန်ဃာတွေရှိတယ်အကုန်အားလုံးမင်္ဂလာပြီ EMK YouTube Channel ကျလိုက်ပါရဒီနေ့ဒီဆက်ပြင်ပြီးခွန်လေးဒီဘွန်လေးဖြစ်ပါ ဒီဘုန်းကြီးကတော့ဒီမစိုးရင်တိတ်ကပေါ့နော်ငလင်တန်ကြောင့်ဒီတိုက်ပြီးပြီးတော့ပေါ့နော်ဒီအသက်ဘေးကလွတ်မြက်လာတဲ့အကြောင်းအပြည့်စုံကိုဒီဘုန်းကြီးကပြန်လဲပြောပြလာတဲ့ view ခံလေးဒီ view ခံလေးကျွန်တော်မျိုးပြတ်တက်တိဆက်ပြီးတော့ဖြစ်ပေါ်ရကျွန်တော်မျိုးလည်းဘုဒ္ဓရဲ့အနေနဲ့ပြန်လဲမြက်တိဆက်ပြလဲခြင်းဖြစ်တဲ့ဒါကြောင့်ကျွန်တော် view ခံလေးအဆုံးတက်တိလဲပဲကြည့်ရှုပြီးဖိတ်ခွင့်ချင်ပါတယ်ဒါဆိုရင်ကျွန်တော် view ခံလေးဆက်လိုက်အောင်ဟုတ်မင်းကြပြီပါဦးဗျာ။ဒီတော့ဥနာတော်မှာနားပါဗျာမစုံရင်တိုက်တဲ့ကပါဗျာ။ဟာ ဆောင်ဝဲဖြည့်စင်တုန်းကကုလသိန်းဘိမ္မာမှာဖြည့်ရလို့ကြားသိရပါတယ်ဗျာဟုတ်ပါဗျာအဲ့တော့ပြကြတဲ့ထဲပါတယ်လို့လည်းကြားသိရပါတယ်ဗျာအဲ့အခြေအနေလေးတစ်ချက်ကိုမေ့ကြပြပါဦးခင်ဗျာဟုတ်ပါဗျာပြီးတော့လူကျဲဆောင်ဆောင်နဲ့တတိယထဲမှာဖြည့်တာပါဗျာဖြည့်နေစဉ်အတွင်းပြီးတော့ဘလင်လှုပ်တာတအားကျန်းတာကိုမကျန်းတော့ဘူးထင်ပြီးတော့တခါတည်းဝစ်လိုက်တာပါဗျာဝစ်လိုက်တဲ့အချိန်ဘုံဘုံလေးဝင်ပြီးခေါင်းကိုသင်္ကန်းချုံပြီးဝစ်လိုက်တာပါဗျာ အဲဝင်လိုက်ဝင်ပြီးတော့တအားချင်းတဲ့အချိန်ကျတခါတည်းပြိုကျသွားတော့ပါဗျာအောက်ပဲရောက်သွားမှမသိဘူးပြီးတော့မှအောက်ရောက်တော့တပည့်တော်တို့ကဘေးမှာလဲဖော်လေးပါးနဲ့ပါပါတယ်ဗျာအလုံးပေါင်း၅ပါးစလစ်ပြင်ပြီးနေပါတယ်ဗျာစလစ်ပြင်ပြီးရဆိုပေမဲ့လဲကြောက်ထုတ်တိုင်းနေခံထားကြောက်ထုတ်တိုင်း၃တိုင်းကဘေးကနှစ်တိုင်းအစွန်ကတိုင်းခံထားတဲ့အတွက်ကြောင့်အဲကြောက်ထုတ်တိုင်းနေခံထားစလစ်ပြင်ကြီးအောက်မှာ၅ပါးပိတ်မိနေပါတယ်ဗျာ ။ငါမပိတ်နေနေတာဒီဘက်အစွန်ကကြောက်ထုတ်တိုင်းကြီးအောင်မှာတပည့်တော်တို့ဖွဲတွေကဓမ္မဥဒောပနာဆိုတာသူကလက်ကြီးပြနေတယ်ဗျာ။နောက်ကျန်တဲ့ဓမ္မကတော့ဥနန္ဒမာလာသူကတော့ခြေတော့ခြေတော့ကိုအဲ့နောက်ကခံနေရမှာဖြစ်တော့သူကစလစ်ပြင်းနေရမ်းမိတယ်လားမသိခြေတော့ကျိုးတယ်လို့ပြောတယ်။ဆေးရုံရောက်တော့မှမကျိုးဘူးခြေတော့အစစ်သူအစစ်လဲလွှဲသွားတယ်ပြောတယ်။တပည့်တော်တို့ကတော့အဲ့ကြောက်ကြကြခြင်း ဘယ်ရောက်သွားမှမသိဘူးပေါ့ဗျာအဲနောက်ပိုင်းညမှာအဖော်လေးပါတွေ့အဖော်လေးပါအဖော်လေးပါတွေ့တော့၅ပါဆိုနည်းနည်းအားရှိတယ်အားရှိတဲ့အချိန်မှာအောက်ရောက်တော့ကြတော့အာဦးဇင်းတို့ဘေးတော့တိုက်တွန်းတာဦးဇင်းတို့ဗျာတရဏဂုံများများတင်ဖျားဗျာကုံတရားကုံနင်္ဂကုံများများရွတ်ဗျာတန်ဖို့တွေပူရကိုရွတ်ကြဗျာတပီတော်တို့ကတည်ဖို့ရခံလို့များတယ်ဗျာငင်းလင်းရတယ်မပြီးသေးဘူးဗျာအဲ့ပြိုကြတဲ့အဆောင်ကြီးကလည်းအချိန်တည်းနဲ့ပြိုကြသွားတော့နောက်ထပ်နှစ်ချိန်လှုပ်တဲ့အချိန်မှာအဲ့အောက်မှာပြီးနေတယ် အဲဟိုကဝန်တရဏကုံတင်ကြပါဘုရားကုံတရားကုံနဂါကုံများများရုတ်ပြတော့အိုက်ကြရှိဝိုင်းရုတ်ကြတာဝိုင်းလည်းရုတ်အခုညီလည်းတောင်းဝိုင်းလည်းရုတ်ညီလည်းတောင်းကြားပြီပေါ့ဗျာဒါကြီးဝဲလောက်ကြတော့ရေတွေငတ်ရေတွေငတ်တော့အာကောင်တွေ၆ပြီးရေတွေငတ်လာတော့တပည့်တော်တို့အောက်မှာကံကောင်းရင်တော့ဝေထားတဲ့ရေတန်ဘူးတွေရဲ့ချွေဘူးတွေရောက်နေအောင်ပေါ့ဗျာအဲအားလေးဖောက်အောင်ပြီးတော့တချိုင်းတော့သူတို့လည်းတချိုင်းတိုက်အာနည်းနည်းဒီတောက်ကြအောင်ဆိုပြီးတော့ဘယ်ချိန်ဒီနေရာမတော်မသိဘူးကယ်ဆယ်ရေးရလဲ ဘယ်ချိန်မှလာမယ်မသိဘူးပေါ့ဗျာအဲ့လိုပြောပြီးတော့အဲ့လိုရှောက်ပြီးတော့အာနင်းနေကြတဏှာကြီးလောက်ကြာတော့အတန်ကြာလာအဲ့ဘူညီရေးစံနေကြာတော့အာဘူညီရေးဘူညီရောကိုဒီအောင်မှအားကြီးပြနေတာလို့အာသူကလည်းကြာတော့ပြန်ပြီးတော့အတန်ပေးတာပေါ့အဲ့ကြာအတန်ကြာတော့အားရှိတော့ဗျာအားရှိတော့အဲ့တော့အာဒီအောင်မှအားကြီးပြနေတာဝိုင်းဘူညီရောဆိုတော့အာတမတမနဲ့ဒကာကြီးမလို့ဒကာကြီးဒကာကြီးနဲ့အော်တာပေါ့ဗျာအဲ့ဒါကသူကဘူညီရေးရောက်လာမှသူကခါပြန်သွားခေါ်တော့ဥသိမ်းဖြစ်နေတာ မင်းတို့ကလည်းတို့ကလည်းစာနေတာဟိုစာဖြစ်တန်ခါတွေပဲဗျာတဲ့မပြီးတဲ့တန်ခါတွေတဲ့ဝိုင်းပြီးတော့ဟိုကိုကုညာကုညာတော့ကုညာတာဗျာတဲ့ဖဲနေတာလေဖဲနေတာဗျာထက်လုံနေပြီးတော့လည်းအကြောင်းတော့ပြေးရတာဗျာတဲ့အဲ့လိုပြောတာဟာဓမ္မဓမ္မလို့ကိုယ်ကနေကိုယ်လည်းရှောင်ပါဗျာလို့အဲဒီပြီးတော့လည်းကုညာကြီးလာပြောပြုံးဗျာလို့ဒီပြီးတော့ဒီအောက်မှာပြိနေအများကြီးပဲဗျာလို့အဲ့လိုပြောလိုက်တာအဲနဲ့သူကပျောက်သွားပြီးတော့တနာကြီးလောက်ဝင်ကြတယ်ကုညာကြီးတွေကလာမှဒါပြန်လာတော့ခဏ ။ဥညေးတွေနဲ့လာတဲ့အချိန်ကယ်ဆယ်ရေးဖွင့်နေလာတော့ပေါင်လူတွေနဲ့ထုတာပေါ့ဗျာ။ဘာတွေထုတယ်ဘယ်နာအထုနေမှန်းတော့မသိဘူး။အကျယ်ကြီးတွေကြားတာ။တို့ရောတို့ကအောင်တဲ့ကနေအုံးအုံးတော့အာရံမထူနဲ့တခါကြီးတွေရံမထူနဲ့အောက်မှာတန်ငါတွေရှိတယ်အကုန်ပြီးသေးကုန်လိမ့်မယ်လို့ဟောပါသေးတာပေါ့ဗျာ။ဆိုရင်ကြအကုန်ပြိုကြပြီးသေးကုန်ပါဆိုပြီးအဲ့လိုလည်းပြောပါသေးတာ။ဥတော့အကူကြီးတောင်းရတာပေါ့။အဲတော့ကြမတော်ရိုက်ထုမိလို့အကုန်ပြီးသေးကုန်ပါဆိုလည်းဟောပါသေးတာပေါ့။အဲအဲ့လိုပြောတာခဏနေတော့အကူကြီးဖွယ်တဲ့ရပဲဥသေးတစ်ပါး ဟွာနောက်တနားရင်နေငလေးရလဲလောင်းမယ်တဲ့ဗျာတဲ့အဲ့ဒါနဲ့တမီးတော်တို့ကလည်းကြောက်ကြောက်လုံနေရတာဆိုတော့အဲ့ကြောင့်အဲ့ကြောင့်ပါဘုရင်တို့တမီးတော်တို့အကူကြီးဆောင်နေတမီးတော်တို့ပြိနေတဲ့ကြောက်ထုတ်ကြီးကလည်းအစနစ်ပြင်းရတယ်အကြီးပဲအဲလွတ်ဖို့ကမလွယ်ဘူးကိုယ့်အောက်ကိုရုံးပြီးထွက်ကြမယ်ဆိုတော့ဒီလိုပြောပြီးတော့အာတမတမဖះရတယ်ကျန်တဲ့ဦးသိန်းနေရတယ်ရတယ်ဗျာတဲ့အဲ့ဦးသိန်းကအပေါင်းနဲ့နီးရဆိုအပေါင်းလေးကချင်းချင်းလေးဖះတစ်ခွာလောက်လေးအဲ့ဒါနဲ့ဦးသိန်းကရှေ့တိုးလိုက်နည်းနည်းလေးတိုးလိုက်ရောက်လာတာပေါ့အဲ့တော့ အာတမတမလုတ်ခရရတယ်ချစ်ပြီးလိုက်ဒုလိုက်တယ်အခုံလေးတွေကပိတ်နေဗျာစာပြေကုန်တွေကပိတ်နေနှစ်ခုံတော့ကစာပြေကုန်တွေဘင်းဘင်းဟိုတပြီးတော့နေတဲ့ဘက်ကိုနည်းနည်းတိုးပြီးတော့ရှေ့တိုးလိုက်တာတိုးလိုက်တဲ့အချိန်အပေါက်ရောက်တော့အပေါက်ကလည်းတထမလောက်ဆိုလူဖက်မရဖက်မရတော့တပြီးတော့လည်းအကူကြီးထတ်တောင်းကိုပဲကြီးချုပ်ပြီးတော့ရမ်းပြတာပေါ့ဗျာလက်ထုတ်ပြီးတော့ရမ်းပြတော့ဘင်းကလည်းစတူကြောက်ထုတ်တိုင်းကကြောက်ထုတ်တိုင်းက ်အပေါက်ကကျော်သွားတော့ဟိုဘက်ကစနစ်ပြင်ဟိုနန်ရန်ကြီးကကားနေမှာဗျာအဆောင်နန်ရန်ကြီးကကျုပ်ပဲ့နေတဲ့နန်ရန်ကြီးကကားနေတော့တပည့်တော်တို့မမြင်ဘူးတပည့်တော်တို့ကလည်းအပြင်ကိုမမြင်ဘူးအပြင်ကလူတွေလည်းတပည့်တော်တို့မမြင်ဟိုအတန်တော့ကြားနေရတော့ဗျာအားတော့ရှိအောင်အတန်ကြားအဲ့ဒါနဲ့တပည့်တော်ကဒီတိုင်းဆိုထွက်မရဘူးဦးရင်တို့အပေါက်ကကျဉ်းချင်းလေးလို့တပည့်တော်ပိတ်မိနေတဲ့လေးပါအောင်ပြောတော့အာဦးရင်နဲ့ဦးရင်ကခနာကိုကြည့်လို့လားတယ်တပည့်တော်မိတ်နေတယ်တပည့်တော်ရင်ထွက်မဲတယ်အဲအထဲတည်းကတပါမရအောင်ဗျာလို့ကျဉ်းချင်းလေးလို့ဦးရင်လည်းထွက်မရဘူးဗျာအဲ့ဒါနဲ့ တိုင်းဆိုတော့မရဘူးဆိုတော့ကြံမိသွားတာအောက်မှာလည်းခဲချိုးခဲလေးတွေအများကြီးဆိုတော့ခဏပိတ်မိနေတဲ့ကြောင်းထုံးတိုင်းကြီးကလည်းစနစ်ပြင်းကြောင်းထုံးတိုင်းကြီးကလည်းအကြီးကြီးနဲ့သူကပြိုကျတဲ့ဓာတ်ကြောင့်ဧည့်နေပေါ့ဗျအဲဧည့်နေတဲ့အချိန်အဲအယူမိတော့ကြံမိသွားတာအဲအောက်ကခဲကြီးတွေကလည်းပေါက်ယူပြီးတာလေးနည်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 းထုထုပြီးဖဲ့ချအပြင်ကိုဖဲ့ချနည်း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 ထုဖဲ့ချဖဲ့ချဖဲ့ချအမြဲတမ်းထုဖဲ့ချပြီးအိုဘက်ထုလိုက်ဒီဘက်ဆိုလိုက်ဖဲ့ချပြီးတော့အပေါက်ကကျဲသွားတော့ခေါင်းဖတ်ပြီးတော့ခေါင်းတော်ထွက်လို့ရရခဏကတော့မဆန့်နေဘူးပေါ့ခေါင်းထွက်လို့ရတော့ကြီးလိုက်တဲ့အချိန် ဒီဘက်ကိုကြည့်လိုက်တဲ့အချိန်နာယံအကြောက်ထုတ်စလစ်ပြင်းရနေဒီဘက်ထွက်လာရင်အထွက်တဲ့ဘက်ရောက်နာယံကြီးကားတယ်ရှားတယ်ကချင်းချင်းလေးပေါ့ဗျာဘူးဘူးသားလားဒီဘက်ကိုအပေါ်တက်သွားလို့ရှိရင်စလစ်ပြင်းကိုအပေါ်ရောက်တော့အဲ့ဒါနဲ့အဦးကြီးကိုထွက်လို့ရတော့ပါဗျာလို့ဒီဘက်တော့ထွက်ပေါက်ရှိရသေးတယ်ကျွန်တော်ဦးသိန်းနဲ့လည်းအားပေးပြီအားအဲ့ဒါဆိုမြေမြန်ထုတ်ပြရတယ်မြေမြန်လုံးမြေမြန်လုံးဒါနဲ့ထပ်ထုတ်မြေမြန်ထုတ်ဖက်ချမြေမြန်ထုတ်ဖက်ချတယ်အဲ့တော်တော်ကြာကြာထုတ်လိုက်တော့အပေါက်ကရှဲသွားပြီးတော့ထွက်လို့ရပြီဆိုပြီးတော့ကျွန်တော်ဦးသိန်းနဲ့လည်းပြောပြီးတော့ တပီတော့ခန္ဓာကိုယ်ကုန်းကုန်းလေးနေရတာဆိုအဲခေါင်းနဲ့ခြေထောက်နဲ့ပြန်လှည့်မျိုးခြေထောက်ကနေရင်ဆင်းချလိုက်တာပေါ့ဗျခြေထောက်ကနေရင်ဆင်းချလိုက်တော့ရှော့ချလိုက်တာလူဟိုလောက်ရင်ဘက်လောက်ထိမြင့်တယ်ဗျာအောက်ရောက်ဘူးအာရှော့ချတယ်တပီတော့အဲ့တော့တောက်ခဲနေခဲနေဘိုက်တွေတော့ချစ်မိအောင်အဲ့အနဲ့ကျွန်တော်ဥစဉ်နေလက်တန်းထွက်လာတာဒီလိုတော့ငါးပါးပိတ်မိနေတာလေးပါးကတော့တန်းထွက်လာတယ်ဟုတ်တပါးကတော့ကျန်ခဲ့တာပေါ့လက်ပိနေတဲ့ဥစဉ်ဥတော်ဗနာဆိုကျန်ခဲ့တာသူကဟွာကြောက်ထုတ်တိုင်းနဲ့လက်ပိနေတာဘယ်ဘက်လဲ အဲ့တော့သူလည်းအားငယ်မှာဆိုလို့အားမေးခဲ့ရပြီပေါ့ဗျာ။ဒါရဲဆိုတော့ညာစိတ်အားငယ်နေမှာဆိုလို့ဦးလင်းအားမငယ်နဲ့ဦးလင်းကိုဒီလိုလိုကကိုလိုယုံပြီးပြစ်ထားခဲ့ရမှာမဟုတ်ဗျာ။ဒီလိုလိုကိုကြီးရင်ကိုခေါ်ပြီးဦးလင်းဒီနားမှာရှိတယ်။အဲလက်နေပြနေတယ်ခြေောက်ပြနေတယ်ဦးလင်းနေလည်းဘက်မှာရှိတယ်။ကိုကြီးရင်ကိုလွတ်လိုက်ပြီဗျာဆိုပြီးတော့ဒီလိုလိုကအဲ့လိုပြောပြီးထွက်သွား။ထွက်သွားတဲ့အချိန်ညာအားငယ်ပြီးကြံနေခဲ့မှာဆိုလို့အဲ့ဒီထွက်သွားပြီးတော့ကိုကြီးရင်လည်းတကယ်ပြောလိုက်ပါလေ။ပြောပြီးတော့တန်းပြီးတော့ကိုကြီးရတာပဲဒါပေမဲ့ ြင်နေတဲ့စနစ်ပြင်ကြီးอ่ะကြီးဆိုတော့မကင်နိုင်ဘူးတဲ့နောက်ရက်ကျမှတရေကျော်မှညတညအဲ့ဒီနောက်ရက်ညနေလောက်မှသူ idea ကနေထွက်လာနိုင်တာလို့ပြောတယ်ဗျာအာတပီတို့ခွဲရငါးပါးလုံးလွတ်ပါတယ်ဗျာကြီးနေငါးပါးတပါးကတော့လက်ဖြတ်လိုက်ရပါတယ်ဗျာတဲခုလိုပိတ်မိတဲ့အနေထားမှာဥစဉ်မှာဗာတန်ရာလေးရပြီးတော့အဲ့ဒီပိတ်မိတာဘယ်နှနာရီလောက်ကြာခဲ့လဲဗျာပြီးတော့ပြုတ်ကြတဲ့ထန်းကြောင့်ပောက်ကဆလစ်ပြင်းနေရိုင်းမိတာထင်တယ်ဗျာခေါင်းကသင်္ကန်းနဲ့အုပ်ကြီးလက်ကလည်းလုံးထားဆိုတော့အောက်ကဆလစ်ပြင်းနေရိုင်းမိတာထင်တယ်ဒီနှစ်ဘူးက အကြီးရောင်းပြီးတော့ဒီမျက်ကွင်းကြီးကလည်းညူမဲနှာခေါင်းသွေးဒီဘက်တစ်ချက်ဒီဘက်တစ်ချက်နှာခေါင်းသွေးယူဒီမျက်နှာတစ်ချက်ကလည်းထုံလေးထိုးထားသလိုဟာ၃လေးရက်လောက်ဒီမားထင်းနေရပါဘောခင်ဗျာအတိုင်းကင်မန်းတော့တိတော့တိရမားထင်းနေရပါဘောခင်ဗျာအဲ့ဒီထန်ကလေးရခဲ့ပါတယ်ခင်ဗျာဒီညူမဲပြီးတော့တခုကြီးရောင်းတာကလည်း၃ရက်လောက်နေတော့စေးရုံရောင်းတော့ပျောက်သွားပါတယ်ခင်ဗျာအဲစေးရုံရောင်းတော့တပြီတော့ဓမ္မန်ရိုက်တော့မူမူပြီးတော့ခေါင်းမူမူပြီးတော့အန်းနေလို့ဆိုပြီးစေးရုံသွားပြီးတော့ တမန်ရိုက်တဲ့အချိန်ကျဥကုံကဥကုံကဧည့်နေလို့ပြောပါရဲ့ဥကုံကဧည့်နေတာလို့ပြောပေမဲ့အဲသူတို့ကသင်းနဲ့ပြုတ်ကြပြီးတော့48နာရီကျော်ကြာသွားပြီတဲ့48နာရီဆိုနှစ်ရက်ပေါ့48နာရီကျော်ကြာသွားတော့ဥသင်းကကြီးကြီးမားမားတော့မဟုတ်လောက်ဘူးတဲ့သွေးရင်ညာမလို့ပါဘူးခင်ဗျားတဲ့သွေးရင်ညာမလို့ပါဘူးဆိုတော့ဒီလိုဆေးရုံကို၄ရက်လောက်ကြာပြီးတော့၄ရက်လောက်ကြာတက်ပြီးတော့အဲဒါဆင်းလို့ရရင်ဆင်းရင်လည်းလို့ပြောပြီးတော့အဲဆင်းလို့ရပါတယ်ခင်ဗျားတဲ့တကယ်လို့မူးကအန္တရာယ် ဖြစ်ရင်လည်းချက်ချင်းစေယုံကိုပြေးခဲ့ပါဗျာတဲ့မိကြစေယုံကိုလည်းပြေးပါဗျာတဲ့အဲအန်ရည်ရှိပါလေခင်ဗျာအဲ့လိုမှားလိုက်စေယုံလည်းအဲ့လိုမူးမူးတာတွေမိုက်တာတွေဖြစ်မှာဆိုလို့စေယုံလည်းသုံးရက်စာပေးလိုက်ပါလေခင်ဗျာအဲစေသုံးရက်စာပေးပြီးတော့အဲဆင်းလို့ရပြီးတော့ဒီလိုကစေယုံ၄ရက်ကြာပြီးတော့ဆင်းလာပါလေခင်ဗျာအဲပိတ်မိနေတယ်ကြာတာတော့ဒီလိုတော့ကစနေစနေနိုင်55မိနစ်လောက်ကနေဖြစ်လာတော့ဒီလိုတော့3နာရီခွဲလောက်မှထွက်နိုင်တာဗျာ အဲဘွားဘူးထုပြီးတော့ခဏထုပြီးတော့ထွက်လာတာလေ၃နာရီလောက်မှထုရတော့နာရီဘွားလောက်ထုကြကြတယ်ဆိုတော့၃ခွဲလောက်မှ ဟုတ်ကဲ့ပါမျိုးကြီးကျွန်တော်ပြန်ပြန်ဒီလပါပဲဒီပန်လျတာတကယ်ဟိုမှာဒီခုံကြီး၅ပါးတိတ်ကတ်မှာဒီ၄ပါးကတော့လွမြောက်တယ်တပါးကတော့ဒီတစ်ဖက်ဆုံးရှုံးလိုက်ရတယ်ဗောနော်ဒါကတော့ဒီတရတနကုံ၃ပါးမြဲလို့ဆိုပြီးဒီခုံကြီးကတော့ပြပြလာရပြီးပန်လေးဒီပန်လေးကျွန်တော်မြေပြတ်သက်တိဆက်ပြီးတော့ဖြစ်ပါရဲ့ဒီကြောင့်လည်းပတ်သက်ပြီးတော့မျိုးရဲ့ team ဆက်တွေကိုကျွန်တော် comment မှာ message ပေးကြလေရတယ်ကျွန်တော် channel နဲ့ဘူဒရရဲ့အကြောင်းအရာဟာတာပြပြမြဲတိဆက်ပြီးမှမျိုးကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ပေးနာ notify bell လေးပါနေခဲ့ပြီးတော့ဆက်ကြည့်ပါရဲကျွန်တော် channel အားပေးကြည့်ရှုသူတရားချင်းညာကျေးဇူးများကြီးတင်ပါရဲနောက်ထပ်ပြန်ပြန်ဆက်ကြမယ်တဒါ